့ဒီနေ့ရဲ့ the psychology book episode မှာဆိုလို့ရှိရင်တော့ဘာပြောကြမလဲဆိုလို့ရှိရင်ခစ်တဲ့ဒီစိတ်ကြမ်းမာရေးအကုသဆောင်ရှားမှုပညာဟာဘယ်လိုမျိုးပေါ်ထွန်းလာတဲ့ရေပေါ့နော်ပြီးတော့အဲသူ့ကိုသူ့ရဲ့ဖခင်ကြီးပေါ့နော်သူ့အဲတခိဆန်းစီရဲ့ပုဂ္ဂိုလ်ရပ်တူလဲဆိုတော့ကြောင်းနေ့လေးပြောပါပြီပေါ့နော်မှာပေါ့နော်ဒီ psychiatry ပေါ့နော်ဒီ psychology မဟုတ်ဘဲနဲ့ psychiatry အဲ psychology ဆိုတာကစိတ်ကိုလေ့လာတဲ့ပညာပေါ့နော် psychiatry ဆိုတာကတော့ဘယ်လိုလဲစိတ်မှာဖြစ်တဲ့ရောဂါတွေကိုဆေးနဲ့ကုသတဲ့ပညာ ဲ့တော့ဒီပညာကိုအဲစပြီးတော့ဖော်ထုတ်ခဲ့သူကဘသူလဲပေါ့နော်အဲ19ရာစုနဲ့20ရာစုချမှာဆိုလို့ရှိရင်ပေါ့နော်ဒီ mental disorder ဒီစိတ်ယောဂကိုလူတွေကတော်တော်အဲသိတာနည်းရပေါ့နော်သိရဆိုတာပြူကြမယ်ဘာကြောင့်ဖြစ်တဲ့ဘလို့ကုသရမယ်ဆိုတဲ့ဟာကိုသူကမသိကြအများပေါ့အဲ့တော့ဟိုးရင်ခက်တယ်အောင်ဆိုလို့ဆိုလို့ရှိရင်တကယ်လို့လူပြောက်ပါဆင်ပြတ်မှာဟုတ်အာပြီးတော့ငွေရမျိုးစုံဖြစ်နေဆိုသူ့ကိုအဲဆုံးမပါပေါ့နော်ဒီလိုမျိုးယူဆလာမယ်ပေါ့နော်အဲ့တော့သူကပြီးတော့အမျိုးသမီးလည်းဖြစ်နေမယ်ဆိုလို့ရှိရင်ပေါ့ တော့ဆုံးမဆိုယူဆိုလိုက်မယ်ပြီးရင်သူ့ကိုအမိရှုပ်သွားလိုက်မယ်အာတော့မဟုတ်လို့ရှိရင်တော့ရေးနှစ်ပြီးကုတာတာမျိုးပေါ့ဒါမှမဟုတ်လို့ရှိရင်လည်းမျိုးစုံတော့ပေါ့နော်မျိုးစုံတော့ကုတာနေတယ်ကုတာရအောင်ပေါ့နော်ဒါပေမဲ့လည်းဒီအဲ MO Crippling လို့ခေါ်ရဒီ Charmen Psychiatrist ပေါ့နော်တော့ပထမဆုံးတော့ Psychiatrist ဖြစ်တယ်ပေါ့လေအဲ့တော့သူကဆိုလို့ရှိရင်တော့ဒီစိတ်မှာဖြစ်တဲ့ယောဂတွေဒီခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂတွေလို့ပဲဒီ physical root တစ်ခုရှိတယ်ပေါ့လေအဲ့တော့ အဲ့ဒါကြောင့်မလို့ကိုမဖြစ်ယောဂရဲ့ကုသဆိုမျိုးအဲသူတို့သူတို့စိတ်နဲ့ကုသရဲဆိုမျိုးအဲ့တော့စိတ်မှာဖြစ်တဲ့ယောဂတွေလည်းစိတ်နဲ့ကုသလို့ရမယ်ဆိုပြီးတော့လုပ်ခဲ့တဲ့ဟာတွေမှာအရန်တကယ်ဟို ground breaking ဖြစ်တယ်လို့ပြောရမှာအဲ့ဒါတော့ဘာလဲဆိုရှင်သူ system တစ်ခုပေါ်ထုတ်ခဲ့ရပါတော့အဲ့တော့အဲ့ system ကဘာလဲဆိုလို့ရှိရင်စိတ်ယောဂတွေကမျိုးစားခွဲတဲ့အဲ system ပေါ့နော်အဲ့တော့ဟိုမှာอืมဆေးရုံခံမှာဆိုသူ symptom တွေမျိုးမျိုးရှိရပါတော့အဲ့ symptom တွေကတူတဲ့ဟာရေးစုမယ်စုပြီးလို့ရှိရင်သူဘာဖြစ်လို့ဖြစ်ရတယ်အဲဆိုတော့ အဲအရာတွေပေါ့နော်ပြီးလို့ရှိရင်ဘယ်လိုမျိုးဖြစ်နိုင်လဲဆိုတဲ့ဟာတွေကိုလည်းသူကစုပြီးတော့အဲ့ဒါတွေကိုသူကစိတ်ရင်းပြည့်စုံထားတယ်ပေါ့လေအဲ့တော့သူ့ထဲမှာဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဒီ schizophrenia တို့အဲ့ပြီးလို့ရှိရင်ဒီ bipolar disorder ဆိုတဲ့ဟာရိုက်ထားရတာဟိုစိတ်ရင်းမတူဘူးပေါ့နော်ဒါအောက်စုတသက်စီဖြစ်တယ်ဒီလိုမျိုးပေါ့နော်ပြောထားတယ် now အဲဘယ်လိုလဲဖြစ်ခဲ့လဲဆိုလို့ရှိရင်ပေါ့နော်ဒီစိတ်ဒီကျန်းမာရေးဆိုတဲ့ဟာပေါ့လေဟိုအာ ဟိုကိုရင်တရားကောင်းလဲမကောင်းဘူးဟိုဟာဖြစ်တယ်မဖြစ်ဘူးဆိုတာထပ်ပေါ့နော်သူကအဲ scientific ဖြစ်တဲ့ research ကိုသူကဦးစားပေးခဲ့ပေါ့သူအဲ့လိုလေ့လာခဲ့ပေါ့လေသူ့ရဲ့ classification ဒီအခုချိန်အထိအဟုတ်တော့ရှိဒီလိုအသုံးဝင်ပြီးရှိမယ်သုံးဝင်ပြီးလည်းရှိမှာပေါ့လေဒါပေမဲ့လည်းသူကတော့ဒီအခက်တဲ့ modern psychiatry ကိုအာဥဆောင်ပေးရသူဆိုလည်းမမှားဘူးပေါ့နော်ဘယ်ရောကလည်းစပြီးတော့သူ့ရဲ့ classification အစမလဲဆိုလို့ရှိရင် schizophrenia ပေါ့နော်အဲ့ညီမတို့ပြောတော့စိတ်ကစင်းကလေးယောဂလို့ပြောတာပေါ့အဲ့ဒါနဲ့စတယ် ခရစ်တော်မပေါ်ရင်နှစ်ပေါင်း90လောက်မှာပေါ့နော်ဆိုတော့ယောမဗျာစာဆိုလို့ပြောမှာဗျာစာဆိုနဲ့ဒီတွေးခေါ်မြင်ခြင်းဖြစ်တဲ့ Lucretius ကပေါ့နော်သူကဒီပုံမှန်နဲ့မတူတဲ့အပြုမူတွေလုပ်နေတဲ့သူတွေပေါ့အဲပေါ့လေဆိုတော့ရှာပါတော့အဲ့တော့သူတို့ကိုဘလို့ခေါ်လဲဆိုလို့ရှိရင် dementia ဆိုရယ်အတုံးကိုအတုံးမျိုးခေါ်ခဲ့ပေါ့နော်โอเคအဲ့တော့1894ခုနှစ်မှာဆိုလို့ရှိရင် Wilhelm von ပေါ့နော်သူကအဲ ဒီဆော့ဆော့ပြောခဲ့တဲ့အခုအစားတော်ပြောခဲ့တဲ့ဒီ Emil Kraepelin ရဲ့ဆရာပေါ့နော်သူကဆိုလို့ရှိရင်ဒီ principle principles of physiological psychology ဆိုတာပြောရပေါ့နော်အဲအဲ့ဒီမှာဆိုလို့ရှိရင်ဒီစိတ်ယောဂအကြောင်းသူပါခဲ့ပေါ့လေအဲ့တော့ဒါကအဲ Kraepelin မတိုင်ခင်အဲလူတွေကဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီသူစိတ်ကုသရေးနဲ့စိတ်ယောဂအဝေးနာရေးကုသရေးနဲ့ပတ်သက်ပြီးပြောခဲ့လေပေါ့အဲ့တော့ဒီ Kraepelin ပြီးနောက်ပေါ့ဘာရေးဆက်ဖြစ် အဲ့တော့ခရပလင်ပြီးနောက်1908ခုနှစ်မှာဆိုလို့ရှိရင်ဖလန်နိုင်ငံကအစိတ်ဇက်ခဲထရစ်တဲ့ဖြစ်တဲ့အယူဂျင်ဘလူလာရာဆိုလို့ရှိရင်သူကစကီဇိုဖရီးနီးယားဆိုတဲ့စကလုံးကိုစပြီးတော့တုံးတယ်ပေါ့နော်အဲ့တော့စကီဇိုဖရီးနီးယားဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်သူက friend ဆိုတာ mind လို့ပြောရပေါ့နော်ပြီးတော့ skizen ဆိုတာ to split အဲ့တော့စိတ်ကကွဲထွက်ပေါ့နော်အဲ့တော့ဘယ်လိုပြောလဲစိတ်ကစိတ်စိတ်ပေါ်မှာဖြစ်နေပေါ့လေဘယ်လိုလဲတစုတစီလဲခင်မနေဘူးဆိုရအောင်ပြောတာပေါ့နော် အဲ့တော့နောက်ပိုင်းမှာ1948ခုနှစ်မှာကျွန်တော် WHO ပေါ့ဘောနော်ဘာလို့လဲဆိုလို့ရှိရင်ဒီ crippling လောက်ခဲ့ဆိုရဒီ classification ဒီစီရင်ပြုစုမှုရှိရပေါ့လေအဲ့ဟာတွေကိုသူက international classification of diseases ပေါ့နော်အဲ့တော့နိုင်ငံတကာအာယောဂါများအာပေါ့ချုပ်ပဲပြောရမလားအဲ့အဲ့အဲ့ဒီမှာသူကထည့်သွင်းပြီးတော့ထည့်ခဲ့တယ်ပေါ့နော်အဲ့တော့ပြီးတော့1950ခုနှစ်မှာဆိုလို့ရှိရင် clopromazine ကိုခေါ်ဆေးပေါ့နော်အဲ့ဒီဆေးဟာပထမဦးဆုံးသောစိတ်ဝေဒနာကိုကုသတဲ့ဆေးပေါ့နော်အဲ့ဆေးကို schizophrenia ကိုကုသဖို့အတွက်ဆာပြီးတော့တုံးနေပါเนาะโอเคအဲ့တော့ဒါကတော့ဒီ modern psychiatry မှာဖြစ်လာတဲ့အတူတက်မှုတွေပဲပြောရမှာအဲ့တော့โอเคအဲ့တော့ crippling လက်ထက်မှာဘာလို့ဖြစ်ခဲ့လဲနည်းနည်းလေးပို့ပြပြ physician အ ml crippling ဆိုလို့ရှိရင်ဒီစိတ်အာ ရောဝေဒနာကြီးပေါ့နော်ဆေးရောဝေဒနာကြီးဟာသူက biological ဖြစ်တယ်ပေါ့လေသူယုံကြည်တယ်ပြီးလို့ရှိရင်သူကအာဘာလဲလုတ်ခဲ့သေးတယ်ဆိုလို့ရှိရင်ဒီ textbook of အာ psychiatry ပေါ့နော်အဲ့တော့ဒီ psychiatry ကိုလေ့လာချင်မယ်ဆိုတော့သူ textbook လည်းသူပြုစုခဲ့အဲ့တော့အဲ့ဒီထဲမှာဆိုလို့ရှိရင် mental illness တွေအများကြီးကြောင့်သူကအာအသေးသေးလေးတူ details ရကြလို့ရေးခဲ့ပေါ့လေပြီးတော့အဲ့ဒီထဲမှာ းထူးခြားတဲ့ခုကတော့ထူးခြားဆိုတော့အဘာပါနေလဲဆိုတော့ရှင်သူက dementia precox လို့ခေါ်တဲ့အဲယောဂနာမည်ပေါ့နော်အဲ့တော့ဒါကဘာပြောချင်လဲဆိုတော့ schizophrenia ပြောချင်တာအဲ့တော့ dementia လို့ဆိုတဲ့ခါမှာသူက2မျိုးရှိရပေါ့လေသူကအာဒီဆော့ဆော့ပြောတဲ့ဒီအဲ dementia precox ဆိုတာငယ်ငယ်လေးတွေမှာဖြစ်တယ် dementia အဲ့တော့ဥမာ schizophrenia ယောဂဆယ်ဒီအဲငယ်ဟိုဘယ်လိုပြောမလဲအသက်ဟွာလောက်မှာစရည်ဖြစ်တယ် လူငယ်ရင်းမှာစာရည်ဖြစ်တယ်မဟုတ်လား20 30ဒီလိုလူငယ်ရင်းမှာစာရည်ဖြစ်တယ်အဲ့တော့ဒါပေမဲ့လည်းဟိုဟိုလို dementia ဟိုလိုကိုယ်ရည်ပြောနေကြဟိုအဲ့တင်းနေကြ dementia ပေါ့နော်အဲ့တော့ဒါရမိတယ်ပေါ့အမေရပျောက်တယ်ကိုယ့်ကိုယ်ကိုမမှတ်မိဘူးဒီလိုဖြစ်တဲ့ dementia ကကျတော့သူက alzheimer လို့ dementia ထားရကျတော့နောက်ဆုံးသူရမယ်အသက်60ကျော်90လောက်ကစာရည်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာနဲ့မတူအောင် dementia precox ဆိုရဲအသုံးနှုန်းပုံမျိုး schizophrenia အောင်သူပေါ်ပြခဲ့ကဲဟုတ်ပြီအဲ့တော့အာ ဒီ schizophrenia မှာဆိုလို့ရှိရင် तू ခရပလင်ရဲ့ तू ရဲ့ description အရဘယ်လိုမျိုးလဲဆိုတော့ a series of clinical states ပေါ့နော် um which hold as their common a peculiar destruction of the internal connections of the psychic personality အဲ့တော့ဘယ်လိုပြောရမလဲစိတ်ကပေါ့နော်စိတ်ရဲ့ဒီအတွင်းပိုင်းသူဆက်ဆက်ချက်တွေကပြတ်သွားတယ်လို့ပြောရမှာနော်အဲ့တော့ အာကိုကဘသူလဲဆိုတော့ identity လဲပြတ်သွားတယ်ပြီးလို့ရှိရင်ကိုရဲ့အမေဖေကြီးတို့အမျိုးဆွေရှိမယ်ပြီးလို့ရှိရင်ကိုရဲ့ပတ်ဝန်းကျင်ရှိမယ်ပြီးတော့ဒီသွေးခွန်နိုင်တဲ့အားတွေလည်းရှိမယ်အဲ့ဒါအခုကပြတ်သွားရပါတော့အဲ့တော့အဲဒီယောဂမှာပြတ်သွားတဲ့အခါကျတော့ဘာကြီးဆက်ဖြစ်လာလဲဆိုတော့ anti social behavior ဖြစ်လာရပါတော့အဲ့တော့အာလူနဲ့မတွေ့ချင်မခေါ်ချင်လူတွေရန်လိုတယ်ဒီလိုမျိုးအပြုအမူဖြစ်တယ်ပြီးလို့ရှိရင်ဒါက late teen ဆိုတော့ဒီအာ ဟိုလေစကြောတက်နှောင်းပိုင်းလို့ပြောမှာအဲ့ဒီဟာနဲ့ပြီးတော့အတော့ဟုတ်ပါတော့အတော့ဟုတ်ဆိုအွေရောက်တဲ့အချိန်မှာစပြီးဖြစ်တယ်ယောဂရဲ့ပြီးတော့ဒီဟာကိုသူကအပိုင်းလေးပိုင်းခွဲပါတော့ပထမဆုံးသူက simple dementia ဆိုရဲသူသူခေါ်တဲ့အဲ့အဆင့်မှာဆိုလို့ရှိရင်ဘာပြောမလဲဆိုလို့ရှိရင်လူက slow decline အဲ့ဟိုတဖြည်းဖြည်းသူ့ရဲ့ဆက်ဆောင်ရေကြော့အဲရော့ကြလာမယ်ပြီးလို့ရှိရင် withdraw ပေါ့နော်သူကလူတွေနဲ့အဲအဲ့လိုမနေတော့ဘဲနဲ့တဖြည်းဖြည်းလို့လဲ အာအိမ်နဲ့အိမ်တွင်းအောင်အဲ့လိုမျိုးတဖြည်းဖြည်းလူနဲ့မဆက်ဆံတော့ပဲတဖြည်းဖြည်းအာဆုတ်ယုတ်လာမယ်လို့ပဲပြောရမှာအဲ့တော့ဒုတိယအဆင့်ကိုသူကဘယ်လိုခေါ်လဲဆိုရင် paranoia လို့ခေါ်တယ်အဲ့တော့အဲ့ paranoia မှာဆိုလို့ရှိရင်သူကအဲ့အဆင့်မှာကြောက်သွားဒူလူနာပေါ့နော်သူကြောက်လာပြီအဲ့တော့ဘာကြီးကြောက်လာမယ်ဆိုရှင်သူတို့ကပေါ့နော်ဒီလိုဘယ်လိုပြောရမလဲအာသူတို့လူတွေကလိုက်ပြီးချောင်းကြည့်နေပါလေအဲ့တော့မလို့ရှိရင်လူတွေကသူ့အကြောင်းအရလူတူတူနဲ့ကြုံရကြပါလေဆိုပြီးတော့သူကအဲ့လိုမျိုးဟာကြောက်လာပြီပေါ့နော် အဲကြောက်လာပြီးတော့နောက်တတိယအဆင့်မှာဆိုလို့ရှိရင်သူက hyperphrenia လို့ခေါ်ရပါတော့အဲ့ဒါကသူကသူစကားပြောရတဲ့အရာတွေဒီအာ incoherent ဖြစ်တယ်အဲ့တော့ incoherent ဆိုတော့ဘယ်လိုပြောရမလဲ um ဟောပါဘောအာနားမလည်နိုင်ဘောနော်အဲ့တော့ကစင်ကလေးဖြစ်နေပါလေအရှင်းရှင်းပြောရခြင်းအဲ့တော့သူသူအာစကားပြောရတဲ့အခါမှာ emotional reaction တွေရတယ် uh, appropriate ဖြစ်မလဲဥမာ1နေရမှာဆိုလို့ရှိရင်သူထိုင်ရင်းညာမျိုးပေါ့နော်အဲ့တော့ဒါမှမဟုတ်ရှင်အာရရမဲ့ဟာဆိုရင်ငိုနေရငိုနေရမျိုးပေါ့နော်ဒီလိုမျိုးပေါ့အဲ့တော့ incoherent ဖြစ်တယ်သူရဲ့ပြုမှုနဲ့သူပြောရဲစကားရဲ့ဒီ match မဖြစ်တော့အဲ့တော့နောက်ဆုံးအဆင့်သူ catatonia လို့ခေါ်တယ်အဲ့တော့ဒီအဆင့်မှာဆိုလို့ရှင်တော့မဖြစ်လဲဆိုလို့ရှင်လူတွေကတော်တော်အဲ့လိုလှုပ်ရှားမှုနေပါပြီအဲ့တော့အမတ်တရရမဲ့ဆိုရရက်နေအော်ပုံစံတစ်မျိုးကထိုင်နေမှာဆိုတော့အဲ့ပုံစံတစ်မျိုးကထိုင်နေတာပေါ့နော်အဲ့တော့ အာဒါမှမဟုတ်လို့ရှိရင်အလှုပ်ရလို့ကကြောက်တယ်မရက်တော့အဲ့တော့ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုး high ဖြစ်တယ်အဲ့တော့ဒီအာ crippling ရဲ့ classification อ่ะပေါ့နော်အာ schizophrenia ဖြစ်ပြီဆိုလို့ရှိရင်ဖြစ်တဲ့သူတွေကိုခွဲခြားဖို့ပေါ့နော်ဒီ diagnose လုပ်ဖို့အတွက်ကပထမဦးဆုံးတော့ဒီ classification တွေဖြစ်တယ်ပေါ့နော်ဆိုတော့အာနောက်ပိုင်းမှာပေါ့နော်သူပြောခဲ့သလိုပဲဒီ လူနာတွေကိုလေ့လာကြည့်တဲ့အခါမှာ grain abnormalities ပေါ့နော်ဒီအုံနောက်မှာချုပ်ရင်းနဲ့ဟာရတယ်တွေ့ရတယ်ဆိုတော့ခါကျတော့သူတွေ့ဟဲ့မှန်တော့မှန်နေရပေါ့နော်အဲ့တော့ crippling ကပေါ့နော်အာပြန်ပြီးတော့ချုပ်အဲပြောရမယ်ဆိုလို့ရှိရင် crippling ကဒီဘယ်လိုပြောမလဲစိတ်ဝေဒနာတွေမှာအဲခန္ဓာကိုယ်က root cause တစ်ခုတော့ရှိတယ်အဲ့တော့အဲ့ root cause ကိုသူက စိနဲ့ကုသဖို့ပြင်နေပေါ့နော်အဲ့တော့အဲ့အတိုင်းပဲအခုနောက်ပိုင်းအာ MRI တွေရိုက်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်ဒီအာယောဂဝေဒနာထိပ်ရဲ့အုံနှောက်မှာဆိုလို့ရှိရင်သူတစ်ခုခုပုံမှန်လူနဲ့မတူပဲပြောင်းလဲနေတဲ့တစ်ခုခုတော့တွေ့နေရတယ်ပေါ့နော်အဲ့တော့ဒါကသူ့ရဲ့ psychiatry ပုံပြောင်းတဲ့အာလူရဲ့ဥဆောင်မှုကြီးတစ်ခုဖြစ်တယ်ပေါ့လေโอเคအဲ့တော့ဒါကတော့အာ modern အာ medical psychiatry ရဲ့အစပြုလာပုံအကြောင်းလေးတစ်ချောင်းဖြစ်ပါတယ်ပေါ့ okay အဲ့တော့နောက်ထပ် episode မှာပြန်ပြီးတွေ့ရအောင်ဘိုင်ဘိုင်